စကိုင်းတိုင်းဒေသကြီးဒီဘယ်ရင်မြို့နယ်အိုထိန်ကွင်းရွာအကြောင်းကိုစစ်တပ်ကဒီကနေ့မနေ့9:55မိနစ်ဝန်းကျင်မှာလေင်းနဲ့ဘုံကျဲခဲ့တာကြောင့်ကျောင်းဆရာမနဲ့ကလင်းငယ်အပါအဝင်22ဦးတည်ဆုံခဲ့ရတယ်လို့သိရပါတယ်။ဘုံကျဲမှုဖြစ်စဉ်တွင်စာသင်ကျောင်းမှုကိုတိတိကျကျရောက်ခဲ့ရတယ်လို့မြေမြေသတင်းများသိရပြီးတော့ကတဲ့ဦးပြည်စုံနဲ့ဆရာမနှဦးပါဝင်ကလေး73ဦးထိခိုက်တည်ဆုံခဲ့တယ်လို့ဆိုပါတယ်။စစ်တပ်ကအဆိုပါစာသင်ကျောင်းနေရာကိုတိုက်ပွဲဖြစ်ပွားတာမရှိဘဲဘုံကျဲတိုက်ခတ်ခဲ့တာဖြစ်ကြောင်းနဲ့လက်ရှိအချိန်ထိတည်ဆုံသူမှာ22ဦးထိ ရှိလာပြီဖြစ်တယ်လို့လည်းသိရပါတယ်။ပြည်သူရာစစ်ကောင်စီရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လေကြောင်းတက်ခတ်မှုတွေကြောင့်စိုးရင်ထင်းလင်းစွာရှောင်ပိန်းနေရပြီးအပြည့်အဝကလင်းငယ်တွေနဲ့ရဲသားပြည်သူတွေပေါ်ရဲရဲဆက်ဆက်လေကြောင်းကနေပြစ်ခတ်တပ်ဖြတ်လဲရှိတဲ့စစ်ကောင်စီရဲ့လက်အောက်ကိုလည်းနိုင်ငံတကာကနေထိရောက်စွာရဲယူပေးဖို့ဒီပေရင်မြို့နယ်ပြည်သူ့အချုပ်အခြာဘက်ကတော့တောင်းဆိုထားပါတယ်။နိုင်ငံတကာအနေနဲ့စစ်တကအနာသိန်းတန်ကူတာရုံးမွေဖွင့်နေပြီးတော့2010ရုပ်ကပွဲမဲမတမာမှုအပေါ်ကိုတော့လက်ရှိချိန်ထိမျက်ကွယ်ပြုထားကြရတယ်လို့ ပြည်ထောင်လို့ပါတီဥက္ကရာဒေါ်သက်သက်ခိုင်ကတော့ပြောဆိုလိုက်ပါတယ်လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေကိုပြန်ကြည့်မယ်ဆိုရင်စစ်တပ်ကအာဏာသိမ်းညင်လို့မဟုတ်ဘဲမဲမတမာမှုကြောင့်အာဏာထိန်းခဲ့တာဖြစ်ကြောင်းနဲ့မိမိကိုယ်ရန်လဲမဲမတမာမှုဒဏ်ကိုခံခဲ့ရတယ်လို့ဒေါ်သက်သက်ခိုင်ကပြောဆိုထားပါတယ်ပြီးခဲ့တဲ့ရွေးကောက်ပွဲတွင်မဲမတမာမှုတံကိုမိမိတို့ပြည်ထောင်လုံးပါတီအနေနဲ့ခန်းစားခဲ့ရတယ်လို့မေလ၁၇နေ့လုံကရန်ကုန်မြို့မှာပြုလုပ်ခဲ့တဲ့ပြည်ထောင်လုံးပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာသူကပြောဆိုခဲ့တာပါ။ကျွန်မနဲ့နားဆက်ကမှ၄နှစ်တောင်ဝန်ထောင်ဆောင်ခဲ့သူပါ။ကျွန်မတိရတဲ့လောက်တော့တက်မတော်ကအာနာသိမ့်ကျင်ခဲ့တာမဟုတ်ပါဘူး။ ဒါပေမဲ့ဒီမဲမတမမှုကိုလက်ခံလိုက်ရင်ကျမတို့ဒီထက်ပိုဆိုးဖို့ပဲရှိမယ်မဲမတမမှုဆိုတာလဲကျမပြောတာမဟုတ်ပါဘူးအသစ်ဖွဲ့စည်းထားတဲ့ UEC website မှာဘာသာစကား၅မျိုးနဲ့တင်ထားပါတယ်ပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာလဲကျမတို့ပါတီဝင်ပြိုင်ခဲ့ပါတယ်ခံခဲ့ရပါတယ်ရှင်းလို့တော့တသက်ကန်ကပြောဆိုထားပါတယ်ဆက်လက်ပြီးသူကနိုင်ငံရေးပါတီတရက်ကအစိုးရဖြစ်လာပြီးပြုလုပ်တဲ့ရွေးကောက်ပွဲထက်စစ်တပ်ကဦးစီးတဲ့ရွေးကောက်ပွဲဟာတမန်တမတ်ချက်မှာဖြစ်တယ်လို့ယုံကြည်ကြောင်းနိုင်ငံရေးပါတီတရက်ကအစိုးရဖြစ်လာပြီးပြုလုပ်တဲ့ရုပ်ကောက်ပွဲဟာမတမမှုဖြစ်နိုင်ရင်များတယ်လို့လည်းပြောဆိုထားပါရယ်။ ီးခဲ့တဲ့2020ရွေးကောက်ပွဲတွင်ဒေါ်သက်သက်ခိုင်ရဲ့ပြည်သူ့ပါတီကလွတ်တော်ကိုယ်စားလှယ်လောင်းနေရာကျော်ဝင်ရောက်ရှင်ပြန်ခဲ့ပြီးတော့ဒေါ်သက်သက်ခိုင်ကိုယ်တိုင်လည်းရန်ကုန်တိုင်းမြန်ကုန်မြို့နယ်ကိုစားပြုပြည်သူ့လွတ်တော်ကိုယ်စားလှယ်မှတ်နေရာကိုဝင်ရောက်ရှင်ပြန်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီမဲဆန္ဒနယ်မှာသူနဲ့တူဝင်ရောက်ရှင်ပြန်ရွေးချယ်ခံခဲ့ရတဲ့မြို့သားဒီမိုကရေစီဘွဲ့ချုပ် NLD ပါတီကဒေါက်တာမေဝင်းမြင့်ကအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။စကိုင်းတိုင်းဒီပန်ဒင်းမြို့နယ်ကစာတင်ကျောင်းလေကျောင်းကနေတိုက်ခတ်ခံရပြီးတော့ကျောင်းသားတွေတိုက်ဆုံခဲ့ရတဲ့ဖြစ်ဟာမြန်မာစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကမရမနာဘူးဆိုတာကိုပြသနေသလို မြမငင်းငင်းအတွက်လည်းထန်းနိုင်ငံကဥဆောင်ဥရဲ့လွှင့်ချင်တက်ပြီဆိုတာကိုပြတယ်လို့ထန်းနိုင်တော်မကတက်တွန်းလိုက်ပါတယ်ထန်းနိုင်ငံအနေနဲ့မြမငင်းငင်းတိစားဖို့ပြည်သဘောဆောင်တဲ့ဂျောင်းဝင်ထိတွေ့ပြောဆိုမှုတွေပြုလုပ်ဖို့ပါဝင်ဆောင်ရွက်တဲ့ဂျောင်းကိုလည်းလွှတ်တော်မဲ့မစ္စတာကန်ဗီဆူဇန်ကဒီကနေ့နေ့လယ်ပိုင်းမှာသူ့ရဲ့လူမှုကွန်ဆာမျက်နှာမှာရေးသားဖော်ပြထားပါတယ်ဒါကိုမပြုလုပ်နိုင်ဘူးဆိုရင်တော့မြမရေးရထန်းနိုင်ငံပေါ်မှာထိကြိုက်မှုတွေမလွဲမချောင်သာရောက်ရှိလာလိမ့်မယ်လို့လည်းသူကပြောဆိုထားပါတယ်မြမစစ်တပ်နဲ့တိစောက်ထားတဲ့ရင်းနှီးတဲ့ဆက်ဆံရေးအထူးကဲမကန်လို့တဲ့ထိုင်းရဲ့လက်ရှိလက်ဆောင်ချက်တရား ရင်ဆိုင်လာမဲ့ခက်ခဲတွေကိုဖိတ်ခေါ်နေတယ်လို့ခင့်နေတယ်လို့လည်းသူကထောက်ပြထားပါတယ်။ဒုက္ခတဲ့ online ငွေလေလုပ်ငန်းငွေစေဝါစတဲ့ပြဿနာတွေပြင်ထိုင်းမြန်မာနယ်စပ်အနီးတိစောက်မဲ့ရုရှားနဲ့နျူကလ িয়ার စက်ရုံစတာတွေကထိုင်းရဲ့လုံခြုံရေးကိုထိပါစေတယ်လို့လည်းသူကရေးသားထားပါတယ်ခင်ဗျာ။ newly မြန်မာရဲ့ညနေခင်းသတင်းစီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့မြန်မာစံနှုန်းချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပြီခင်ဗျာ။